မင်္ဂလာပါချစ်တို့ရေ cooking with blessing ရာနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂယ်ဒီမြတ် blessing ရာအရာကိုစားလို့ကောင်းတယ်ရှမ်ပစာလို့ခေါ်တဲ့ကချင်ရိုးရာ အမဲသားအစိမ့်တုပ်လေးကိုတင်ပေးมาဖြစ်ပါတယ်မစားဘူးသေးဘူးဆိုတခါလောက်တော့လည်းမဖြစ်မနေလှူစားစေချင်တယ်ရှင်ဘာဖြစ်လို့လဲဆိုတော့အရန်ကိုကောင်းတယ်เนาะတကက်စီမျိုးမိတ်စေမဲ့ရှမ်ပစာအစိမ့်တုပ်လေးပါပဲဟုတ်ကဲ့ဒါဆိုရင်เนาะလက်စနဲ့တော့အခုပဲစတင်လိုက်ရအောင်ချမိတ်ဆွေတို့ရေ let's go right now ကဲစတင်ကြမယ်ကချင်ဟင်းဆိုရင်တော့လေဒီအရွက်လေးတွေစုံဖို့လိုတယ်เนาะ ဖက်ဖဲရွက်တို့ပင်စင်းရွက်တို့ရှာနန်နန်တို့ကတော့လေမဖြည့်မနေအဲဆောင်ထားရပါမယ်လို့ခဲမှာချက်သွန်ဖြူခဲပြီးငားညင်မြက်ကလည်းအဓိကကြပါတယ်လို့မနစ်ကနွေရဒီမှာစိုက်ထားတာဒီနေ့ကတော့အမြစ်ကိုတူးဆော့လိုက်ပါတယ်ရှင့်အဲ့လိုငားညင်မြက်လေးရပါတယ်အကြောင်းမို့ခြေရင်းတွေလှုပ်ရှားတဲ့အခါမှာငားညင်မြက်ကလည်းအရေးကြီးရနော်အဲ့ဆိုတော့ ကဲအဲ့ဒါကိုအားလုံးကလေးရေးဆေးပြီးတော့မှတောက်တောက်ဆင်းလိုက်မယ်ဆိုရင်ငါညီမေကလည်းအမှအများကြီးရလာပြီပြီးရင်ကြက်သွန်ဖြူအင်းချင်းနည်းနည်းလေးပေါ့နော်ပြီးရင်အမှအမျိုးစုံအယုတ်တီတွေကိုလည်းအလိုမျိုးတောက်တောက်ဆင်းထားပေးရပါမယ်အားလုံးကလေးတောက်တောက်ဆင်းမှာအမှအသားကိုကြတော့ဒီလိုမျိုးနုံနုံဆင်းပြီးတော့မှပြန်ပြီးမှကြိတ်ပြီးတော့မှ ညံ့ညံ့နေအောင်လေသူကစစ်စစ်လေးဖြစ်အောင်လုပ်ရပါမယ်ကဲဆောင်းကိုလည်းရှမ်းဆောင်ကိုချက်ထားပေးရပါမယ်လို့နော်ဘလစင်ရကတော့အရင်ရှမ်းဆောင်မရှိတော့တခြားဆောင်ကိုချက်လိုက်တယ်ကဲအသားတွေကအဲ့လိုနူးဤနေရမယ်သူကလေမုန်းနစ်လေးလိုမျိုး ပုံစံလေးလိုနူးဤနေမှာ ီအသားဒီသမင်းနဲ့မှာစိတ်ဝင်တဲ့အခါတော်တော်စားလို့ကောင်းပါတယ်လို့ကဲပစင်နာရောအမှအစင်တင်နော်မငါညင်မစ်ကိုတုံထားတာကဲဒါဆိုရင် သမင်းချက်တာလေးရလဲပြီးသွားပြီအဲ့သမင်းချက်ပြီးပြီဆိုရင်လေအဲမပူတပူလေးကိုပစင်နာတုံရပါမယ်နော်ဘယ်တော့ရှန်းဆန်မရှိတဲ့အတွက်ကြောင့်မို့ဆူရှိဆန်လေးကိုချက်လိုက်တယ်အဲ့ဒီနေရာဒါမဲ့အရန်ကောင်းပါတယ်နော် ဲအဆူအလုံး ready ဖြစ်ပြီဆိုရင်တော့ plus ရနော်တို့ဆောက်လုပ်ဖို့ရပြင်ဆင်ကြမယ်နော် အမှငါညင်မြထဲလိုက်ပြီ think ရခေါ်ငါညင်မြပါရှင့်အမှရှာနန်နန်ထဲတယ်ပြီးရင်ဖက်ဖယ်ရွက်ထဲတယ်ပင်စင်းရွက်ထဲတယ်ပြီးနန်နန်ပင်လေးပါထဲသေးတာ အရွက်မျိုးစုံနော်ကျူးဆိုင်ရွက်တို့ပါလို့ရှင်လည်းထည့်လို့ရပါတယ်เนาะအရွက်မျိုးစုံ တကယ်လို့ကိုကို data မှာတော့ဒီငိုင်းငင်မြစ်တို့မရှိဘူးဆိုရင်တော့ဒီတိုင်းဒီဖက်ဖယ်ရွတ်တုံနဲ့လှုပ်ရှားလို့ရတယ်เนาะကဲအမငါအားလုံးထည့်လိုက်ပြီးတော့မှ present တော့တံပြာတိညစ်ပေးရပါမယ်လို့ဒီထဲမှာဒီအသားစိမ့်ကိုတုတ်တဲ့အတွက်ကြောင့်တံပြာတိကတော့မဖြစ်မနေအစိမ့်ဆိုရင်ပိုကောင်းတယ်เนาะတံပြာတိအစိမ့်လက်လက်ဆက်ဆက်လေးဆိုပိုကောင်းတယ်အဲ့ဒီနေ့ကတံပြာတိအစိမ့်ကမရှိတဲ့အတွက်ကြောင့် တမ်ဘီယိုလေးကိုတုံထားပါတယ်လို့ကဲအဲ့ဆိုရင်အသားစင်းကိုထဲမယ်အသားစင်းကိုဘယ်လိုဆိုရင် no no လေးစင်ထားပြီးတော့မှတကက်မုံနဲ့လေးလို့ပြန်ပြန်မှကြိတ်ထားရပါမယ်နော်ကဲအဲ့ဒါကိုတမ်ဘီယာတိနိုင်မှဒီအသားတွေကကျက်သွားတာကဲအသားအစင်းကိုစားလို့ရပါတယ်တကယ်လို့ကျမတို့ကအဲဒီပစွန်အစင်းတုတ်တို့ပေါ့နော် အစားတဲ့အချင်းလို့ဆိုရင်လည်းတံပြားတရအဓိကပဲလေအဲ့လိုပုံစံပါပဲလို့ဒီမှာကဲဒီမှာအဓိကအစ်စ်နေရောက်လာပြီเนาะဒီအမစားလေးပါထည့်မယ်လို့အလိုရှင်အချုံမုတ်တို့เนาะစက်သားမုတ်တို့လည်းထည့်လို့ရတယ်ကဲအမကိုရိုင်းလုံးအမ်ဒီပေပုတ်6မုံလေးကိုပါထောင်းပြီးတော့မှနည်းနည်းလေးထည့်ရပါမယ်လို့ကဲအခုရောသမမွေးပြီเนาะ ကအရေးကြီးတာတခုကဲ blessing ရဲ့အဲ့ဒါလက်ဆောင်ရထားတဲ့ဒီမှာကချင်ဟင်ခအမွေအကြိုင်လည်းထည့်လို့ရပါတယ်เนาะဒီမှာဘွားကြောတို့တစ်ချဘူခေါတို့เนาะအစုံပဲအစုံပါတယ်ဒီတိုင်းမှာတကယ်လို့ကိုရှင်မအဲ့ဒါမျိုးမရှိဘူးဆိုရင်လည်းဒီဘွားကြောမှုလေးကိုအမုံကျပြီးထောင်ထမ်းလည်းရပါတယ်လို့เนาะကဲတွေ့လားဒီလိုမျိုးပထမအဆင့်ကိုအဲ ခမင်းမထက်ခင်မှာအသားတွေရောရင်ဦးဆုံးအဲ့လိုမျိုးလေးနူးညံ့သွားအောင်လက်နဲ့ချီပေးရပါမယ်နော်ခဲအခုသမင်းထည့်ပြီသမင်းကိုလိုတလောက်ထည့်မယ်နော်အရှန်ဆန်နဲ့ဆိုရင်တော့အရာကိုစားလို့ကောင်းပါနော်ဘလဆန်ကရှန်ဆန်မရှိတော့တခြားဆောင်ကိုအသုံးပြုရတယ်ခဲအဲ့လိုဒီအဲသမင်းရောတဲ့အခါမှာလေအလုံးမရောပဲနဲ့တစင်းချစ်စစ်တစင်း အဲ့လိုတမတော့အောင်ပေါ့နော်ခုချင်းစီအဲ့လိုမျိုး step by step ပေါ့အဲ့လိုမျိုးလေးရောပေးပါလို့အဲ့ဆိုတော့ပို့ပြီးတော့မှစာလုပ်ကောင်းပြီးတော့မှဒီအရာသားလေးတွေကအထမင်းထဲမှာနေဝင်သွားတာမျိုးတွေထမင်းကိုလိုတိုးဖို့ရှော့ထဲမှာနော်လိုအလိုရှိရင်ပြန်ထည့်မယ်မလိုအပ်ဘူးဆိုရင်တော့မထည့်ဆရာဘူးတော့ပေါ့ ကဲဒလို့သစင်ချင်းသစင်သစင်ချင်းသစင်ကိုလွန်စိတ်တော့ရှေးရပါမယ်ဒီရှမ်ပစာကိုလေအဲဒီအကူတယောက်ကလက်စင်တော့ကိုလုတ်ပြတာအဲ့ဒါကိုပြန်ပြတော့မှ ချမိတ်ဆွေကိုပြန်လဲတင်ပေးလိုက်တာလို့တဲ့ဒီကဲအဲ့ဒီမှာရှောက်ရွက်အခဏညက်ထဲဟုတ်အဲရှောက်ရွက်ကိုလက်လက်ဆဆအပင်ကနေပြီးတော့မှညက်ထဲရပါတယ်လို့ကဲရှောက်ရွက်ကိုထည့်ချပြင်လိုက်ရမ်းမွေးရယူကုန်ပါ ဲ့ဒီလိုမျိုးလေးကတ်တာဆိုရင်တော့တကယ်မုတ်မုတ်လုံးလေးလိုပဲကတ်ဒီအကူကတော့အဲဘလက်ဆန်ရကိုဒီရှမ်ပစာလုံးလေးလေးကိုပြောပြတဲ့အကူပါပဲတော့ကဲအမသူကလုံးပြီကဲလုံးတဲ့အချိန်မှာလဲအိုက်ဖောက်ပဲနော်အလုံးတဲ့အချိန်မှာအရန်ကိုလွယ်လွယ်လေးနဲ့သူကလုံးလိုက်တယ်လက်တစ်ဖက်နဲ့ပဲလေဘောလုံးလေးကင်တယ်လို့မျိုးလို့ပုံစံမျိုးသူကအရန်ကိုကျွမ်းနေအင်းဒီလိုအဲ့လိုမျိုး ဒီအလုံးလေးကတယောက်တယောက်ကိုဆိုတလုံးပေါ့ကွယ်အဲ့လိုစားလို့ရပါတယ်လို့တကယ်လို့ဒီအလုံးလေးကိုဒီတိုင်းအစိမ့်မစားရဲလို့ဆိုရင်ဘယ်လိုဆိုဖက်လေးနဲ့ထုတ်ပြတော့မှမီးကင်ပြီးတော့လည်းကောင်းစားကြည့်စားပါလို့အဲခပုတ်လိုမျိုးကင်စားတာမျိုးလည်းလွတ်လို့ရပါတယ်เนาะမီးအဒီဖက်အပေါ်လေးမှာထည့်ပြီးထည့်ပြီးတော့မှကင်မယ်ဆိုရင်တော့အရန်ပြောင်းမွေးတာပေါ့ ခက်တာပြီးသွားပါပြီအမငရုတ်တီစိမ့်ချက်သွန်ဖြူလေးပါတူမယ်ပြီးရင်ဉာဏ်ငနာပင်လေးပါအပေါ်မှာထည့်လိုက်ပဲလိုအပ်လို့ရှင့်တော့စားမှာပေါ့နော်ကဲရပါပြီမှာရှမစားလို့ခေါ်တဲ့ကချင်ရိုးရာအသားစိမ့်တုတ်လေးပါရှင့်တုတ်စားကြည့်ပါလို့ချမိတ်ဆွေတို့ အကျိုက်တွေ့စေရမယ်နော်တကယ်လို့ချင်းအမေသားအစိမ့်တုတ်ကိုမစားဘူးတိတ်ဘူးဆိုရင်တော့တကယ်ကိုလှုပ်ရှားစေချင်တယ်နော်ကဲဘလစင်ကတော့မိကြည့်မယ်မိကြည့်မယ်ရှမ်ပစာလေးကိုကွယ်ရှမ်ပစာလို့ခေါ်ရနော်သူ့ရဲ့နာမည်လေးရလေအရန်ထူဆန်းပြီးတော့မှနာမည်လေးရလဲထူဆန်းတယ်လို့ဇာလုကလည်းအရာကိုအိမ်မတန်ကောင်းတဲ့ရှမ်ပစာလေးပါလို့ အယားမိုက်အယားမိုက်အယားမိုက်အယားကိုစားလို့ကောက်ခဲ့ပါအဲ့ဒီနေရာလေးတငယ်ချင်းတွေကိုကြွေးဖို့အကင်လှုပ်ရင်းနဲ့မှအဲ့ဒီပန်းချံထဲဒီအကင်လှုပ်တဲ့နေရာလေးကိုရောက်တော့ပြောင်းလို့ဖဲဆင်လာတော့အမနေအယားပူတော့ပေါ့အယားကိုအစင်ပြေခင်းစားလို့ပြီးကြတယ်ဒီလားဝိုင်းထိုင်ကြချမ်းမှာနည်းနည်းတော့ချမ်းသေးတယ်ဒါပေမဲ့နေပူစာလုံလက်လို့ရှင်တော့အရာကြိုက်ချောက်ကိုကြည့်မယ်ဟုတ်ကဲ့ဟင်းသူအရာကောင်းတယ်တော့နေ ခဲ့တဲ့ဆိုအလုံးကောင်းတဲ့ကိုပိုင်ဆိုင်ကြပါစေလို့ဆုမြန်ကောင်းတောင်းပေးရင်းနဲ့အလုံးကို see you ပါနောက်ဝီဒီယိုထဲမှာပြန်တွေ့ကြမယ်